မထင်မှန်လောက်တဲ့စီးစိန်တွေကိုပိုင်ဆိုင်ထားတဲ့ခိုင်နင်းဝေ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ခန္ဒီဝိကိုဆိုရင်တော့မြန်မာနိုင်ငံလူအများကအနစ်နာခံပြီးတော့ပရိသတ်အကျိုးဆောင်နေတဲ့အမျိုးသမီးအဖြစ်ကိုချစ်ခင်ကြတာဖြစ်ပါတယ်။ဒါအပြင်ကလေးတွေရဲ့မိခင်ပရိတာမျိုးသမီးလို့သာမြင်ထားတဲ့သူမို့သူမဘလောက်ချမ်းသာလဲဆိုရဲနောက်ကြောင့်ညီကိုလည်းသိပြီးတော့တတိမထားမိကြပါဘူးခိုင်နင်းဝေပရိတာအသင်းထောင်ပြီးနောက်ပိုင်းမှာခိုင်နင်းဝေသုံးဆွဲနေတဲ့အသုံးဆောင်ပစ္စည်းတွေအပေါ်မှာလည်း မိကုံးထုတ်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့လက်တလောအတွင်းမှာခိုင်နင်းဝေကငလင်ဘေးအလူနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုမြင့်တက်လို့နေခဲ့ပါတယ်။ဒါအပြင်အမျိုးသမီးတဦးကခိုင်နင်းဝေရဲ့အသုံးဆောင်ပစ္စည်းတွေကတာမန်မဟုတ်ပဲဒိန်ယာချီတန်တဲ့ branded ပစ္စည်းတွေဖြစ်ကြောင်းကိုစိန်နှုန်းနဲ့တကွဖော်ပြခဲ့ပါတယ်။ခိုင်နင်းဝေကဂေဟာမှာကလေးတွေအတွက်မုတ်တွေလုပ်ပေးတဲ့အချိန်မှာတောင်း branded ပစ္စည်းတွေကိုသာဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။ နိုင်ဝစ်စင်ရတာကိုခြိုင်နေတတ်တဲ့ခိုင်နေဝေးကနိုင်ဆိုရင်တော့ဒိန်900ပတ်ဝန်းကျင်မှာရှိတဲ့နိုင်တွေကိုဒါဝစ်စင်ခဲ့တာဖြစ်ပါတယ်။ဘွဲတက်တီမှာခိုင်နေဝေးဝစ်စင်ခဲ့တဲ့နိုင်တွေထဲမှာဆိုရင်တော့ဒိန်ပေါင်း630ဝန်းကျင်ဒိန်ပေါင်း680ဝန်းကျင်ဒိန်ပေါင်း960ဝန်းကျင် တိမ်ပေါင်း280ဝန်းကျင်တိမ်ပေါင်း630ဝန်းကျင်တိမ်ပေါင်း120ဝန်းကျင်တိမ်ပေါင်း150ဝန်းကျင်တိမ်60နာရီဝန်းကျင်ဒီလိုနာရီမျိုးတွေကိုပုံစံမျိုးစုံဝတ်ဆင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်မို့နိုင်တမျိုးတဲ့အတွက်ခန်းနှွေသုံးထားခဲ့တာဆိုရင်တော့သိန်းပေါင်း3000 3100ဝန်းကျင်ဖြစ်တာဖြစ်ပါတယ်။အလူငွေတွေတောင်မှသိန်းပေါင်းတောင်းချီပြီးတော့ရရှိတာဖြစ်ပါတယ်။အဲဒီလိုပဲခန်းနှွေသုံးဆွဲတဲ့ပစ္စည်းတွေကဒါနိုင်တမျိုးတဲ့ကိုပဲသိန်းပေါင်း3100ဝန်းကျင်တောင်မှသုံးဆွဲရဖြစ်ပါတယ်။ဒါတွေကပွဲတက်တီမှာခန်းနှွေဝစ်ဆင်ထားတဲ့နေရာမှာနိုင်တချို့ကဖော်ပြထားခြင်းဖြစ်ပါတယ်။ခန်းနှွေက branded နိုင်ကိုဝစ်ဆင်ရတာကြိုက်တယ်လို့အဲ့ဆိုရင်လည်းတိုင်းဟာကျော် ချက်မှသာဝယ်ပြီးတော့ကင်ခဲ့တာဖြစ်ပါတယ်။ဇလန်တွဲရီနဲ့ဇကာမိတ်ဆက်ပွဲတွေအတွက်ခန်းနီဝေကင်လာတဲ့အိတ်တွေထဲမှာဆိုရင်73တန်း8 380တန်း8 53တန်း8 38တန်း8 330တန်း8 340တန်း8 89တန်း8 290တန်း8 390တန်း8တွေနဲ့ပွဲတက်ခဲ့တာဖြစ်ပါတယ်။ပွဲတက်တချို့မှာဂိုင်ခဲ့တဲ့8တိမာတင်ကို3900ကျော်အထက်မှာရှိပါတယ်။ခန်းနေဝေကအင်ဂျီတွေဆိုရင်လဲ branded တွေကမှဝစ်စင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့သူမရဲ့အသုံးဆောင်ပစ္စည်းတွေကတိန်ပေါင်း4000ကျော်9000ဝန်းကျင်မှာရှိလို့နေရဖြစ်ပါတယ်။ခန်းနေဝေရဲ့အသုံးဆောင်တံပိုးတွေတိလိုက်ရသူတချို့ကတော့အရန်ကိုအံ့အားသင့်သွားခဲ့ပါတယ်။ခန်းနေဝေကအဲဒီလောက်တောင်ချမ်းသာတာလားဆိုပြီးတော့မိကွန်းထုတ်နေကြတာဖြစ်ပါတယ်။ခန်းနေဝေက2014ခုနှစ်ကစတင်ပြီးတော့ကလေးတွေကိုမွေးစားပြီးခန်းနေဝေကလေးများကိဟာကိုစတင်တည်ထောင်ခဲ့ပါတယ်။ ကရနဲ့ပတ်သက်တဲ့အလုပ်တွေကိုသာလှုပ်လာခဲ့တာဖြစ်ပြီးတော့စီးပွားရေးအနေနဲ့ကြီးကြီးမားမားလှုပ်ခိုင်တာမျိုးမရှိပါဘူး။အရင်တော့ကတော့ coffee ဆိုင်လေးတစ်ဆိုင်သာဖွင့်ထားခဲ့တာပါ။ branded ပစ္စည်းတွေအတွက်ဒိန်းပေါင်းထောင်ချီသုံးနိုင်တယ်လို့သိရတဲ့အတွက်ကိုခန်းနေဝေကိုလူအများကတော့မယုံကြည်နိုင်အောင် ဖြစ်နေရတာပါခန်းနေဝေဂေဟာကိုတီထောင်ပြီးသုံးနှစ်လောက်တုန်းကခန်းနေဝေကလူတချို့စီကနေဂေဟာရဲ့ငွေတွေကိုကိုကျိုးသုံးဖို့အလွဲသုံးစားလုပ်တယ်ဆိုရဲဝေဖန်မှုတချို့ထွက်ရှိခဲ့မှုပါတယ်ခန်းနေဝေကတော့ဒီမှာအချိန်မဲ့အနေမဲ့အနေထားမဟုတ်ပဲစားနိုင်တောင်းနိုင်တဲ့အနေထားမို့ဂေဟာဘက်ဆံကိုအလွဲသုံးစားမလုပ်ဘူးလို့အင်တာဗျူးမှာအရွေးတိုက်ပြီးတော့ဖြေခဲ့မှုပါတယ်မထင်မှတ်ထားလောက်အောင် သုံးဖြုံးနိုင်နေတဲ့ ဲ့မြန်မာနိုင်ငံရဲ့ Brighter အမျိုးသမီးခံနေဝေးအပေါ် Brighter 2ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်း Brighter 2ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။